ံဆက်ရဲ့အပြည့်ပြောင်းဝေချတင်တယ်လို့တဖြစ်ခဲ့တဲ့အကြောင်းရတော့ဗောနော်ကိုကဝရတဲ့ခါကျတော့သွားရလာနေရထိုင်ရခက်လာတော့ကိုကူကူပြောင်းလဲကြည့်မယ်ဗောနော်ဝေချမယ်ဆိုပြီးတော့ online မှာရှာရင်းနဲ့ဆရာရဲ့တင်တဲ့အတွေ့လို့တဖြစ်ခဲ့တာပါရှင့် တင်နန်းကာလာမှာကိုလိုချင်တဲ့ရလက်တကြိုးစားနေတဲ့အချိန်မှာရုပ်ပိုင်းဆိုင်စိတ်ပိုင်းဆိုင်အခက်အခဲတွေရှိပါတယ်။ဘာလို့ဆိုခန္ဓာကိုယ်ကပထမဆုံးစပြီးလေ့ကျင့်ရလို့တော့ live မလုပ်နိုင်ဘူးပေါ့နော်။ဒါပေမဲ့လည်းငါဖြစ်အောင်လုပ်မယ်။ဆရာကြီးရဲ့တွန်းအားတွေလည်းရှိတဲ့အတွက်ငါဖြစ်ကောက်ဖြစ်ရမယ်ရအောင်လုပ်မယ်ဆိုတဲ့အတွင်းနဲ့ပထမတော့ ကျသားရင်းနာခြင်းနဲ့ပေါ့နော် MSCI ပြောတဲ့အတိုင်းစားတောင်းနေတိုင်းမှုပုံစံနဲ့သွားတဲ့အခါမှာနောက်ပိုင်းကျတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့လုံနိုင်လာတယ်အခုဆိုရင်ကိုကိုကိုဘယ်လိုပြောမလဲအားရည်လည်းပိုရှိလာတယ်ဒီထက်လည်းနောက်လည်းကိုလိုချင်တဲ့တာဂတ်ကိုရအောင်ကောင်းဖို့ရဆုံးဖြတ်ချက်ချထားပါတယ် ေါ်စားဖို့ရတာအဆင်ပြေလာတယ်အရင်တော့မတော်တဲ့အင်ကြီးတွေပြန်ဝေါ်လို့ရလာတယ်ကိုကိုကိုလည်းယုံကြည်မှုပိုရှိလာတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်းကိုကိုကိုစိတ်ခွန်အားတွေရလာတယ်ငါလုံးနိုင်တယ်ဆိုတော့ကိုကိုကိုတွန်းအားတစ်ခုဖြစ်တာပေါ့ရှင်ဟုတ်ကဲ့ဆက် ျင်နှန်းကနေရရှိတဲ့အကောင်းဆုံးအရာဆိုလို့ရှိရင်အများကြီးကျိုးကျေးဇူးရှိပါတယ် lifestyle ကြောင်းလဲသွားတယ်ပေါ့နော်အရင်တုန်းကဆိုရင်အစားအသောက်တွေရွေးချယ်ပြီးမစားတတ်ဘူးချိုရည်ဆိုလည်းတောက်လိုက်တယ်ကိုယ်တက်ကယ်လိုရီများတယ်မများတယ်ကိုစားချင်တာလည်းတီးစားလိုက်တယ်ခုကြတော့အဲကျမ်းမာရေးနဲ့အညီစားတောက်နေထိုင်သွားမဲ့ပုံစံတွေတည်သွားတယ်ကိုကိုကိုလည်းနေရထိုင်ရတာပေါ့လာတဲ့အတွက်ယုံကြည်မှုတွေလည်းပိုရှိလာတယ်နောက်လည်းဆက်ပြီးတော့စူးစမ်းသွားမဲ့စိတ်တွေဖြစ်ထွန်းလာတယ်ပေါ့ရှင့် online ကနေတက်ရတဲ့ဟာတော့လွေးကူတာပေါ့နော်အချိန်ကုန်တက်တာတယ်မဟုတ်ရင်ကိုကဂျင်းကိုသွားဖို့ရအချိန်ပြီးရမယ် online ကနေဆိုတဲ့အခါကျတော့ဆရာပေးထားတဲ့ video လေးကြည့်ပြီးတော့နောက်ကနေ live လေးပါလဲအဆင်ပြေတယ်ဆရာရဲ့လည်းစိတ်ရှိလက်ရှိနဲ့သင်ချပြသပေးတယ်အဆင်ပြေတယ်ပေါ့နော်ဟုတ်ကဲ့ရှင့်